စကိုင်းဒီလီကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်ပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ်သတင်းကြောင်းရာကတော့ဓမ္မပါလဆရာတော်မွေးနေဓမ္မစက်ကြအောင်ပွဲနေ့အထည်ရမန်ဓမ္မစက်ကြဆုနှင်းတပင်နေဝါဆိုသင်ငန်းကက်လူပွဲအကျိုးညီနိုင်အစည်းအဝေးကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဓမ္မပါလဆရာတော်အရှင်ပါကတာလင်္ကာရာဓမ္မကတိကာ ဂုံလူဆောင်ကိုဝဲရဓမ္မပါလဖောင်ဒေးရှင်းအကျိုးဆောင်ချုပ်မြို့နယ်တန်ခါနာယကအဖွဲ့အတွင်ရေမှု တိုင်းတန်ခါအဝန်ဆောင်ပြည်ရင်းပြည်ပါသာသနာပြုဓမ္မစက်တာဆဝိုင်းဒေသနာကျမ်းပြုဆရာတော်ဤမွေးနေ့နေ့ဓမ္မစက်တာအောင်ပွဲနေ့အထင်းရမအဖြစ်ဓမ္မစက်တာဆောင်းပါပြိုင်ပွဲဓမ္မစက်တာဝိရုပြိုင်ပွဲစုပေးပွဲနေ့ဝါဆိုသင်္ကန်းဆက်ကလူတန်းပွဲအခမ်းအနားကျင်းပပြုလုပ်ရန်အတွက် ယမန်နေ့ဇွန်လ29ရက်နေ့လယ်2နာရီကကျင်းပနိုင်မြို့နယ်တာရုကျောင်းတိုင်းမှာအကျိုးညှိနှိုင်းစည်းဝေးကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ဓမ္မပါလာဖောင်ဒေးရှင်းဓမ္မစစ်တာပြန်ပွားရေးအဖွဲ့ကကျင်းပအပ်တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာအလွတ်တန်းဓမ္မစစ်တာဆောင်းပါပြိုင်ပွဲမှာဆောင်းပါကိုပြည်တော်စု73ဖြင့် A4 10မျက်နှာအတွင်းရေးသားပြီးစာရေးသူအမည်ကလောင်အမည်နေရံ ဖုန်းအခြားတွင်မဖော်ပြရသေးသောဝန်ခံချက် ရွေးချယ်ရေးအဖွဲ့အားအသုံးပြုဝင်တို့နှင့်အတူဂျွန်လ30ရက် နောက်ဆုံးထား၍ဓမ္မပါလာကျောင်းတာရုကျောင်းတိုင်းနတ်စင်လန်းကျင်းမြိုင်မျိုးနှင့်ရန်ကုန်ကိုလိတ်မှုပြီးဓာတ်ရိုက်ဖြစ်စေဖုန်းဘိုက်ဘာဖြင့်ဖြစ်စေပေးပို့ရမည်ဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် ဓမ္မစစ်တာပြန်ပွားရေးအတွက်ဓမ္မစစ်တာဝိယုပြိုင်ပွဲကိုဇူလိုင်လ17ရက်နေ့12ရက်နေ့တို့တွင်ရန်ကုန်တိုင်းနေအေယာဝတီတိုင်းဒေသကြီးတွေမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အဖွဲ့14ဘွဲသာ ခွင့်ပြုထားကတဖွဲ့တွင် အသက်30နှစ်အထက်အမျိုးသမီး20ဦးအရန်3ဦးပါဝင် ရှင်ပြိုင်ခွင့်ရှိတယ်လို့သိရပါတယ်။ ဆောင်းပါးနှင့်ဝိယုပြိုင်ပွဲတွင် ပြထန်းကျန်းစာအဖြစ်ဓမ္မစကြာစဝိုင်းဒေသနာအခြေခံနှင့်သီလကျင့်စဉ်အကျဉ်းစာအုပ်နှင့်အခြားဓမ္မစကြာဆိုင်ရာစာပေများကိုလည်းသတ်မှတ်ထားပြီးဆောင်းပါးနှင့်ဝိယုပြိုင်ပွဲဆူရရှိသူများကို ပထမစု10သိန်းဒုတိယစု9သိန်းတတိယစု9သိန်းနှင့်ဆောင်းပါး2သိန်းစု2စုအတွက်3သိန်းကျပ်စီချင်းမြင့်ပေးသွားမှာဖြစ်တယ်လို့သိရပါဗျာ ဒါအပြင်ဝါဆိုသင်ကန်းကို ကိုယ်တိုင်ယူလာရတော့၎င်းပွဲကစီစဉ်ပေးတော့သင်ကန်းများကိုကက်လူချင်းတော့၎င်းကုသိုလ်ပြုလှူဒန်းနိုင်ကြောင်းကိုလည်းရှမန်နီကကျင်းပပြုလုပ်ခဲ့တဲ့အချိုညှိနှိုင်းအစည်းအဝေးမှာသိရပါဗျ။ဒီနေ့ကအတင်းခုလာမဲ့ဇူလိုင်14ရက်ပေါ့ ဦးသိန်းရမွေးနေ့မြတ်စွာဘုရားဟောတဲ့ဓမ္မစကြာအောင်ဝဲနေ့အဲ့ဒီနေ့မှာဦးသိန်းကမွေးနေ့အလှဒါကိုအကြောင်းခံပြီးတော့ဦးသိန်းကတနင်္ဂနွေလုံးအတိုင်းတာနဲ့ဓမ္မစကြာဆောင်းပါပြိုင်ပွဲရန်ကုန်တိုင်းအေရော်ဒီတိုင်းနှစ်တိုင်းဓမ္မစကြာဝိုးရိုးပြိုင်ပွဲဆိုပြိုင်ပွဲကြီးနှစ်ပွဲကျင်းပထားတယ်ပေါ့အဲ့ဒီပြိုင်ပွဲကြီးနှစ်ပွဲဆုရှင်တွေကိုလည်းဆုပေးမယ်ပြီးသွားရင် ပင်ကိုဓမ္မပါလာမိသားစုတွေလည်းနှစ်စီချင်းမနေကြတိုင်းစုပေါင်းဝါစုသင်္ကန်းကပ်ပွဲကျင်းပမယ်ပေါ့အဲ့ဒါအတွက်ကျွတင်အစီအဝေးလုပ်တာပထမဆုံးဆောင်းမပြိုင်ပွဲပေါ့ဆောင်းမပြိုင်ပွဲကဦးဇင်းတို့ပညာရှင်ပေါင်းများစွာနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ပါတယ်နိုင်ငံလုံးအတိုင်းအတာအလွတ်တန်းဆောင်းမပြိုင်ပွဲရန်ရှင်လူပြည်သူမြစည်းစာရေးဆရာပညာရှင်မျိုးစုပါဝင်လို့ရတယ် ရေးတဲ့အခါမှာတော့အေဖိုးစာရွက်နဲ့ဆယ်မျက်နှာလေးတမထဆယ်မျက်နှာအတွင်းရေးရမယ်ပေါ့ဆယ်မျက်နှာအတွင်းရေးရမယ်ပြီးတော့အဲ့ဒီရေးတဲ့အခါမှာလဲကွန်ပျူတာစာစီပဲဖြစ်ဖြစ်လေရင်းနဲ့ပဲဖြစ်ဖြစ်ရပါပြန်ထန်းတဲ့စာအုပ်ကတော့ဥသိထုတ်ထားတဲ့ဓမ္မစကြာစဝိုင်းဒေသနာ အခြေခံတဲ့တိလာကျင့်စဉ်ဆိုတဲ့စာအုပ်သူကပင်မပေါ့အခြားသောဓမ္မစကြာစာအုပ်တွေကလည်းသူတို့ရေးလို့ရဒါကဆောင်းမပြိုင်ပွဲနဲ့ပတ်သက်အဲ့ဒီဆောင်းမပြိုင်ပွဲတနိုင်ငံလုံးနေရာမှာအတော်ဆုံး၅စုပြီးပါမှာဖြစ်ပါနောက်တစ်ခုကကြတော့ဝိုးရုပ်ပြိုင်ပွဲရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းအေရဝတီတိုင်းအဲ့ဒါနှစ်တိုင်းကျင်းပါမယ်အဲ့ဒီအထဲတဲကမှအတော်ဆုံး၃သင်းကိုရွေးချယ်ပြီးတော့ အာထုဒစုပြပါမယ်ပေါ့။ဦးသိန်းကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားဥဒ္ဓမဆက်ကြ။တရားဥတရားထုလို့ခေါ်လို့ရတာ။မြတ်စွာဘုရားရဲ့စကားတော်ကိုယူပြောရရင်အနုတ္တရံဓမ္မဆက်ကံဓမ္မဆက်ကံဓမ္မဆက်ကြတရားအနုတ္တရံအကောင်းဆုံးတရား။အဲ့ဒီလိုအကောင်းဆုံးဓမ္မစကြာတရားကိုလောကကိုပြန့်စေခြင်းအဲ့ဒါကိုဦးသိန်းကဒီဓမ္မစကြာဇဝိုင်းတီထွင်ပြီးတော့ရေးဆွဲပြီးတော့ တခက်တရားထုတ်တဲ့တရားသမားတွေကိုပြဒါပေမဲ့အဲ့ဒီပြန်နှုံးမှုကကြာနေတော့ဒီချက်ပို့ပြီးတော့ပြန်အောင်တနိုင်ငံလုံးစာရေးဆရာလောကဆောင်းမပြန်ဝဲချင်ပါအဲ့ဒါနဲ့အားမရသေးတော့ဝိရုအသင်းလောကမှာလည်းပြန်ဖို့အတွက်ဝိရုပြန်ဝဲတွေပါချင်ပါသေးတယ်။ဒါကြောင့်ဒီဓမ္မစကြာတရားတော်ကြီးမြတ်စွာဘုရားအကောင်းဆုံးဓမ္မစကြာတရားတော်ကြီးမှာအားလုံးပူးပေါင်းပါဝင်ဖို့အတွက်ဖိတ်ခေါ်ပါဆင်း